โอเคအားလုံးပဲမင်္ဂလာပါကိုအောင်တောင်ကြီးတိတော့ channel မှာပြန်လဲပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျ။ဟုတ်ကဲ့ဒီညမှာချင်းချင်းကိုတွေအတွက်အစဉ်ပြောင်းပုံမှန်တိုင်းလေးပဲပွဲကျုံတုံးတက်ချက်လေးတွေနဲ့ဒူးအနည်းဆက်ဆုံးကြီးအောင်နိုင်ချေရှိတဲ့ပွဲစဉ်လေးတွေကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ဗျ။အဲ့ဒီပွဲစဉ်လေးမပြောခင်မှာကျွန်တော်မနေ့ညကကျွန်တော်ရဲ့ဒီနိုဝင်ဘာလလအစတရက်နေ့မှာပဲကျွန်တော်ရဲ့ရွေးချယ်မှုပွဲစဉ်လေးတွေဖြစ်တဲ့ကျွန်တော်ဒီ Arsenal body Nottingham Forest body အဲ Liverpool body Chelsea body အဖူဟန်ဘော်ဒီဆိုပြီးတော့ကျွန်တော်ရဲ့ဒီငါးတင်းမောင်းကတ်လေးကိုကျွန်တော်ရဲ့တစ်တော့လေးမှာကျွန်တော်ငါးတင်းမောင်းကတ်လေးရွေးချယ်ပေးခဲ့တယ်ငါးတင်းစလုံးအနိုင်ရရှိတဲ့အတွက်ကျွန်တော်ဝန်တာ BD ဖြစ်မိတယ်နောက်ပြီးကျွန်တော်ရဲ့ Telegram လေးမှာဆိုရင်လည်းကျွန်တော်ရဲ့ဒီရွေးချယ်မှု၄ပွဲကိုကျွန်တော်အဲ free mount တွဲလေးအနေနဲ့ကျွန်တော်ရွေးချယ်ပေးခဲ့တယ်အဲ့ဒီ mount တွဲလေးမှာဆိုရင်လည်းဒီ Arsenal ရဲ့ Nottingham Forest ရဲ့ Fulham ရဲ့ Liverpool ရဲ့ဆိုပြီးကျွန်တော်လေးတင်းစလုံးရွေးချယ်ပေးခဲ့တယ်လေးတင်းစလုံးအနိုင်ရရှိတဲ့အတွက်ဒီ Telegram ကညီကိုကျွန်တော် Telegram ကို join ထားတဲ့ chip fan တွေအကုန်လုံးရရှိလိမ့်မယ်လို့ကျွန်တော်ကမြင်မိတယ်ဟုတ်ကဲ့ ဒီနေ့ညမှာလည်းဆက်လက်ပြီးအနိုင်ရရှိအောင်ကျွန်တော်အကောင်းဆုံးကြိုးစားပြီးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။အဲ့ဒီပွဲစဉ်လေးကဘာလေးလဲဆိုတော့ဒီနေ့ညမှာကျွန်တော်အနိုင်ရရှိအောင်ရွေးချယ်ပေးထားတဲ့ပွဲစဉ်လေးကတော့ဒီ Man City နဲ့ဘုံမတို့ရဲ့ပွဲစဉ်ကိုကျွန်တော်ပွဲချုပ်သုံးသပ်ပေးထားမှာပဲ။လေးပဲဖြစ်တယ်။ဒီ Man City ကဒီ England Premier League မှာ၉ပွဲရှင်ပြိုင်ကစားထားပြီးငါးပွဲနိုင်တပွဲတည်းရေ၃ပွဲရှုံးဆိုတဲ့ရလက်နဲ့ရမဲ့၁၆မဲ့ရရှိကအဆင့်၈နေရာမှာရက်တည်နေတဲ့အတင်းတင်းဖြစ်တဲ့ဒီအဝေးခွင့်ဖြစ်တဲ့ဘုံမောက်အတင်းရတော့ဒီအင်္ဂလန် Premier League မှာ၉ပွဲရှင်ပြိုင်ကစားထားပြီး ၅ဘွဲနိုင်၃ဘွဲတရီ၃ဘွဲတာလင်ရှုံးနေထားပြီးရမတ်၁၈မတ်နဲ့အဆင့်ညနေရမှာတက်လန်ထားတဲ့အတင်းတင်းဖြစ်တဲ့ဗျဒီအင်ရှင်မန်စီးတီးတင်းရဒီပြီးခဲ့တဲ့ဘွဲစဉ်မှာဆိုရင်သူကဒီခါရာမောင်းဖလားဘွဲစဉ်အနေနဲ့ဒီဆွမ်စီကိုအင်ကွင်းမှာအခန့်ရှင်မှန်ကစားပြီး3-1ဆိုတဲ့ရလဒ်နဲ့ပြပြတသအနိုင်ရရှိထားတယ်ဒီခါရာမောင်းဖလားမတိုင်ခင်အင်္ဂလန်ပရီးမီးယားလိနောက်ဆုံးဘွဲစဉ်မှာဆိုရင်တော့ဒီကဒီအက်စတန်ဘီလာကို1-0ဆိုတဲ့ရလဒ်နဲ့ အဝေးခွင်မှာသွားရှုံးနေထားတာကိုကျွန်တော်တွေ့မြင်ရတယ်ဗျဒီအဝေးခွင်ရတဲ့ဘုံမောက်အတင်းကတော့ဒီအင်္ဂလန်ပြည်မလေးနောက်ဆုံးပွဲစဉ်အနေနဲ့သူကနော်တင်ဟာဖော်တဲ့ကိုအင်ကွင်းမှာအက်ခန်ရှီမိုင်ကစားပြီး2-0ဆိုတဲ့ရလက်နဲ့ clean sheet အနေနဲ့အနိုင်ရရှိထားတာကိုတွေ့တယ်ဒီနော်တင်ဟာဖော်တဲ့နဲ့ပွဲမတိုင်ခင်မှာဆိုရင်လည်းသူကဒီ crystal palace ကိုအဝေးခွင်မှာသွားရှီမိုင်ကစားပြီး3-3ဆိုတဲ့ရလက်နဲ့ဝူးများခဲ့ပြီးတရေချခဲ့တာကိုကျွန်တော်တွေ့မြင်ရတယ်ဗျဒီနှစ်တင်းရဲ့ head to head ကိုတွားကြည့်လိုက်တဲ့အချိန်မှာဒီနှစ်တင်းရဲ့ head to head နောက်ဆုံးတွေ့ဆုံမှု6ပွဲမှာဆိုရင်ဒီ ancient manchester city က၄ပွဲတိတိအနိုင်ယူထားပြီးတော့ဒီအဝေးခွင်ဖြစ်တဲ့ ဒီဘုံမအတင်ကနှစ်ပွဲအနိုင်ရရှိတာကဒီနေ့တင်းထဲတဲ့ပြည့်စုံလိုက်တဲ့တရေရလက်ထွက်ပေါ်ထားတာကိုကျွန်တော်တွေ့မြင်ရခြင်းမရှိသေးဘူးเนาะဒီနေ့တင်းထဲတဲ့ပြည့်စုံမှုမှာဆိုရင်ဒီနိုင်အရှုံးဖြတ်ပွဲစဉ်တွေကိုဒါကျွန်တော်တွေ့မြင်ရတယ်ဗျာ ဟုတ်ကဲ့မန်စီးတီးကဒီရက်ပိုင်းမှာဆိုရင်ဒီအရင်ခါတဲ့ခြေစမ်းပိုင်းကအနေငယ်အချွန်ရင်းနေတာကိုချင်းကြီးကိုတတိထားမိပါလို့ကျွန်တော်ကမြင်မိတယ်ဒီတိုက်စစ်ပိုင်းမှာဆိုရင်လည်းဒီလက်တလောအရာဆိုရင်ဒီအယ်လင်ဟာလန်ရဲ့တွင်ကိုးတွေကိုပဲသူတို့ကအမိတဟဲပြုနေရတယ်ဒီအယ်လင်ဟာလန်ရဲ့တွင်ကိုးတွေကိုအမိတဟဲပြုနေရတယ်ဆိုပေမဲ့လည်းသူတို့ရဲ့တိုက်စစ်ပိုင်းကအထင်တလောက်ကြီးအလုံးဖြစ်မနေဘူးဆိုတာကိုဒီပြီးခဲ့တဲ့ပွဲစဉ်ကဒီအစတန်ပီလာနဲ့ရှုံးနေခဲ့တဲ့ပွဲစဉ်မှာကြည့်ချင်းအဖြစ်ကျွန်တော်တွေ့မြင်ရတယ်နော်ဒီဒါပေမဲ့ဒီနီးပြပက်ကွတီရိုလာရဲ့အတင်းဖြစ်တဲ့ဒီမန်စီးတီးအတင်းက ဒီတိုက်စစ်ပိုင်းမှာအားနည်းနေတယ်ဆိုပေမဲ့ဒီခံစစ်ပိုင်းမှာဆိုရင်လည်းတော်တော်လေးကိုအားနည်းနေတာကိုကျွန်တော်တို့တွေ့မြင်ရတယ်ဒီဒီမန်စီးတီးကဒီအိမ်ခွင်းမှာဆိုရင် အိမ်ကွေးမှာဆိုရင်ရလက်ကောင်းတွေရရှိပြီးတော့ဒီအဝေးကွေးတွားရရှိမဲ့ကလေးဘွဲ့စင်မှာဆိုရင်ဒီရလက်ပိုင်းကတော်တော်လေးကိုစိုးရနေတာကိုကျွန်တော်တို့တွေ့မြင်ရတယ်။ဒီ Man City ဒီနောက်ဆုံးရှင်မြန်ခဲ့တဲ့ဒီအိမ်ကွေးသူ့ရဲ့အိမ်ကွေးမှာနောက်ဆုံးရှင်မြန်ခဲ့တဲ့၄ဘွဲ့လုံးမှာဆိုရင်လေ၄ဘွဲ့စလုံးကိုသူကအနိုင်ရရှိထားတာကိုတွေ့ရတယ်ဗျာနော်။၄ဘွဲ့စလုံးမှာအနိုင်ရရှိတဲ့အပြင်အဲ့ဒီ၄ဘွဲ့စလုံးမှာဆိုလေသူတို့ရဲ့တိုက်စစ်က9နဲ့9အထက်ဂိုးတွေတွင်းထားတာကိုကျွန်တော်တို့တွေ့မြင်ရတယ်နော်။ဒီဒီနေ့ရဒီမှာဒီခြေစမ်းမိုက်မတည်ငြိမ်မှုရှိနေတယ်ဆိုပေမဲ့သူ့ရဲ့အိမ်ကွင်းဆွမ်းဆောင်ရည်ကတော့တော်တော်လေးကိုအားကောင်းနေတဲ့အတင်းတင်းလို့ကျွန်တော်ကမြင်မိတယ်ဗျ။ ဒီဒါပေမဲ့ Man City ကဒီသူရတိုက်စစ်ပိုင်းမှာဆိုရင်လည်းဒီနောက်ဆုံးရှင်မြိုင်ကလေး၉ဘွဲ့မှာဆိုရင်သူရတိုက်စစ်ပိုင်းက၁၈ဂိုးတိတိတွင်းယူထားတာကိုကျွန်တော်တို့တွေ့မြင်ရတယ်နော်ဒီအဝေးခွင့်ပြတဲ့ဘုံမောက်အတင်းကတော့ဒီနေ့ရတီမှာတော်တော်လေးကိုခြေစမ်းမဲ့တည်ငြိမ်နေတဲ့အတင်းတင်းဖြစ်တယ်ဒါနောက်ပြီးဒီအင်္ဂလန်ပရီးမီးယားလီဂ်အမေဘေးစရာမှာဆိုလည်းအဆင့်နှစ်နေရာကိုဒီချက်ကန်းဆန်အော်တိုဘီတက်လာတဲ့အတင်းမျိုးမဟုတ်ဘဲနဲ့ဒီအင်္ဂလန်ပရီးမီးယားလီဂ်မှာဆိုရင်သူတို့ကဒီတတိယဂိုးတွင်းအများဆုံးတိုက်စစ်ပိုင်းကို ိုင်ဆိုင်ထားတဲ့အတင်းသတင်းအနေနဲ့သူတို့ကဒီအင်္ဂလန်ပရီးမီးယားလီဂ်အမှတ်ပေးဇယားရဲ့နှစ်ညာကိုထိုက်ထိုက်တန်တန်ကိုတက်ရောက်နေတယ်လို့ကျွန်တော်ကမြင်မိတယ်။နောက်ပြီးဒီအစတန်ဒီဘုံမောင်ရဲ့အတင်းအားဆိုရင်ဒီအင်ကွင်းအဝေးကွင်းမရွေးသူတို့တိုက်စစ်ပိုင်းမှာဆိုရင်လည်းတော်တော်လေးကိုဂိုးတွေတွင်းထားတာကိုကျွန်တော်တွေ့မြင်ရတယ်။သူတို့တိုက်စစ်ပိုင်းအားဆိုရင်ဒီနောက်ဆုံးဒီရှင်မြန်ခဲ့တဲ့ကိုဘက်စ်မှာဆိုရင်သူတို့တိုက်စစ်ပိုင်းက16ဂိုးတိတိဂိုးတွေတွင်းထားတာကိုကျွန်တော်တို့တွေ့မြင်ရတယ်နော်ဒီ ဝေကုမြတဲ့ဘုံမောက်အတင်းကလည်းခြေစမ်းပိုင်းမှာတော်တော်လေးတင်းငြိမ်မှုရှိနေတဲ့တင်းတင်းဖြစ်တယ်ဒီနေ့တင်းရထိတဲ့တူဆိုမှုမှာဆိုရင်ဒီဒီနေ့ညမှာရှင်မြိုင်မယ်ဒီနေ့တင်းရထိတဲ့တူဆိုမှုမှာဆိုရင်ဒီအကျော်ပေးမှုအနေနဲ့ကျွန်တော်ကြီးကိုပြောမယ်နော်ဒီမန်စီးတီးကဒီနေ့ညမှာဒီဘုံမောက်လို့ခြေစမ်းပိုင်းတင်းငြိမ်နေပြီးတော့ပရီးမီးယားလိအဆင့်နှစ်နေရာကိုတက်လှမ်းထားတဲ့အသေးတင်းကို ခြေပိုင်းရဒီတလုံးတရည်ဆိုတဲ့ခြေမျိုးပေးထားတာကတော်တော်လေးကိုပြင်းလွန်းတယ်လို့ကျွန်တော်ကမြင်မိတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီအဝေးခွင်းရတဲ့ဘုံမောက်အတွင်းကလည်းဒီအိမ်ခွင်းအဝေးခွင်းမရွေးတိုက်စစ်ပိုင်းကဂိုးတွင်းတလို့ခန်းစစ်ပိုင်းကလည်းတော်တော်လေးချစ်လင့်မှုရှိနေတဲ့အတင်းတင်းဖြစ်တယ်။ဒီလိုအတင်းမျိုးကိုမန်စီးတီးကတလုံးတရည်ဘော်ဒီဇင်းနဲ့ဂိုးပေါင်းကြီးသုံးလုံးတရည်ကြည့်မျိုးပေးတာတော့ကျွန်တော်ကတော့တော်တော်လေးပြင်းထွန်းတယ်လို့ကျွန်တော်ကမြင်မိတယ်ဗျ။ဘာဖြစ်လို့လဲဆိုတော့ဒီမန်စီးတီးရဲ့အိမ်ခွင်းအားကောင်းပြီး twin နဲ့ twin ထားရှိတယ်ဆိုပေမဲ့ဒီအဝေးခွင်းဖြစ်တဲ့ဘုံမောက်တင်းကလည်း ဂိုးတွေတွင်းလေးတွင်းထားရှိတဲ့အတွက်ကြောင့်မလို့ဒီတလုံးပေးမှုတလုံးတည့်ရအကျော်ပေးမှုကတော်တော်လေးကိုပြင်တာဖြစ်မိတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတော့ဒီအဝေးကွင်းဖြစ်တဲ့ဘုံမောက်ကိုပဲကျွန်တော်ကရွေးချယ်ပေးမယ်။နောက်ပြီးဒီဘုံမောက်ကလည်းအပြန်အလှန်အိမ်ကွင်းအဝေးကွင်းတွင်းကိုးတွေမြင်တွေ့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့ညမှာဆိုရင်ဒီမန်စီးတီးရဲ့တွင်းကိုးတွေရောဒီဘုံမောက်ရဲ့တွင်းကိုးတွေရောအပြန်အလှန်တွင်းကိုးအနေနဲ့ဂိုးပေါင်းစေးရဆိုရင်တော့ကျွန်တော်ကတော့ဂိုးပေါင်းအပေါ်ရွေးချယ်ပေးတယ်နော်။ body စေးရဆိုရင်တော့ဒီ တည်ငြိမ်မှုရှိနေတဲ့ Premier League အဆင့်နှစ်နေရာမှာဆက်လက်ပြီးရပ်တည်နေအောင်မယ်လို့ကျွန်တော်ကမြင်မိတဲ့ဒီအဝေးခွင့်ဖြစ်တဲ့ဘုံမောက်ကိုပဲကျွန်တော်ရွေးချယ်ပေးတယ်။ Body Zee အနေနဲ့ဘုံမောက် Body ရွေးချယ်ပြီးတော့ Goal Bounce အနေနဲ့ Goal Bounce အပေါ်ကိုကျွန်တော်ရွေးချယ်ပေးထားပါတယ်ဗျ။ချင်းမိတ်ဆိုတော့ကျွန်တော်ရဲ့ဒီရွေးချယ်မှုဝက်စင်လေးကိုအတွေးတူတဲ့အကြိုက်တူတယ်ဆိုရင်တော့ဆော့ကစားနိုင်ပါတယ်။အတွေးမတူရင်ဘက်ကန်နိုင်ပါတယ်ဗျ။ရလက်ကောင်းတွေရရှိပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ဟုတ်ကဲ့ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုနေ့စဉ်နေ့တိုင်းတင်ဆက်ပေးတော့မှာဖြစ်တဲ့ကြောင့်ကျွန်တော်ဒီဗီဒီယိုလေးကို like and follow လေးနှိပ်ထားပေးစေချင်ပါတယ်။အဲနောက်ပြီးဒီ ကျွန်တော်ရဲ့ဒီ TikTok fan တွေကိုကျွန်တော်တင်ကောင်းအနေနဲ့ပြောချင်ပါတယ်ဒီကျွန်တော်ရဲ့ TikTok fan တွေဒီကျွန်တော်ရဲ့ဒီပွဲစဉ်လေးတွေကိုကြိုက်တယ်ကြိုက်နေတဲ့လေဆိုရင်အဲကျွန်တော်ရဲ့ဒီဗီဒီယိုလေးရဲ့ comment မှာကျွန်တော် Telegram channel link လေးချပေးထားပါတယ်ကျွန်တော် Telegram channel link လေးကို join ပြီးတော့ကျွန်တော်ရဲ့ Telegram channel လေးမှာနေ့စဉ်နေ့တိုင်း free mount တွေလေးတွေအစစ်ကြိုက်တဲ့ပွဲကောင်းလေးတွေကိုနေ့စဉ်နေ့တိုင်းတင်ဆက်ပေးတာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ရဲ့ Telegram channel လေးကို join ပြီးတော့အခမဲ့ free mount တွေလေးကိုရယူနိုင်ပါတယ်ဆိုတော့ကျွန်တော်တင်ကောင်းအနေနဲ့ပြောချင်းဖြစ်ပါတယ်ဗျဟုတ်ကဲ့ရလက်ကောင်းလေးချစ်ကြပါစေ